AI နေခေတ်စားနေတယ်ကို AI ကိုအတုံးမပြုတ်တတ်သေးဘူးဆိုရင်အရန်ကိုနောက်ကျသွားပါလိမ့်မယ် AI ကို မေးဖို့ပေါ့နော် တလမှာတိန့်တရာအမြင်ရဖို့ဘယ်လိုရှာရမလဲဆိုတဲ့မေးခွန်းလေးကို မေးတတ်သွားအောင်ကျွန်တော်ဒီဗီဒီယိုလေးထဲမှာ အခြေခံရနေပြီးတော့ပေါ့နော်ကျွမ်းကျင်ဒီထိဘယ်လိုသုံးရမလဲရှင်းပြသွားမှာဖြစ်ပါတယ်เนาะ DC AI ကို အခြေခံကနေ ကျွမ်းကျင်အောင်၃မိနစ်အတွင်းသုံးသပ်အောင်ကျွန်တော်တို့ရှင်းပြပေးသွားပါမယ်။အဲ့တော့ပထမအပိုင်းမှာတော့အဆင့်လေး၄စင်းနဲ့ကျွန်တော်တို့မျှဝေသွားမှာဖြစ်ပါတယ်။နံပါတ်၁က AI ကိုယာတုတစ်ခုပေးပါ။ဒီမှာတော့ဥပမာအနေနဲ့ပေါ့နော်။အဲ့တော့ digital marketing အတွက် sorry digital business coach and consultant တယောက်အနေနဲ့ကျွန်တော်သိကျင်တာကိုရှင်းပြပေးပါလို့ AI ကိုခိုင်းလိုက်မယ်။နံပါတ်၂ကကိုယ့်အကြောင်းအနေငယ်ထည့်ပြောပေးရမယ်။ကိုဘာဖြစ်ချင်လဲပေါ့နော်။ဒီမှာတော့ကျွန်တော်တို့ကဥပမာအနေနဲ့ကျွန်တော်လက်ရှိမှာ phone accessory ရောင်းတဲ့ online shop လေးဖွင့်ထားပါတယ်။ ်ဒီဂျစ်တယ်မာကတ်တင်းသုံးပြီးပထမဆုံးဝင်ငွေအမြတ်သိတရာဘယ်လိုရအောင်ရှာမလဲသိချင်ပါတယ်နံပါတ်3အဆင့်နေနဲ့ AI ကိုသိချင်တာလောက်ခိုင်းပါဘောနော်အဲ့တော့တလသိတရာအမြတ်ရဖို့တကယ်ကိုဘောနော်နံပါတ်1ကနေစပြီးရီမန်းချက်ရောက်ဒီအထိလက်တွေ့နည်းလမ်းများကိုလဲကူရိုးရှင်းစွာဖော်ပြပေးပါโอเคနံပါတ်4ရော AI ကိုမိမိကို မေးဖို့မေးခွန်းမှာပြန်ထည့်ပေးပါတော့ဒီမှာတော့ဆိုလိုတာကနီးလန်းတွေကိုမဖြုတ်မဖော်ပြခင် လိုအပ်တဲ့မေးခွန်းတွေကိုမေးပါဆိုပြီးသူ့ကိုခိုင်းလိုက်မယ်အဲတော့နမူနာအနေနဲ့ကျွန်တော်တို့ဒီမှာ digital business coach and consultant တယောက်အနေနဲ့ဆိုပြီးတော့အာကျွန်တော်တို့ဒီမှာเนาะဒီ prompt လေးကိုကျွန်တော်တို့ copy ကူးလိုက်မယ်เนาะကူးပြီးတော့ကျွန်တော်တို့ဒီမှာ DC AI မှာကျွန်တော်တို့သွားထည့်လိုက်မယ်เนาะဒီဒီ chat မှာကျွန်တော်တို့သွားထည့်လိုက်မယ် နော်အာဒါဆိုရင်တော့ तू อ่ะအဖြေတွေကိုစပြီးတော့ထုတ်ပေးပါလိမ့်မယ်နော်အာဒီမှာ तू ထုတ်ပေးပါလိမ့်မယ်ဟုတ်ပြီသူဖြည့်လိုက်တဲ့အဖြည့်တွေတဲကပေါ့နော်ကိုနဲ့ဆိုင်တဲ့အပိုင်းလေးကိုပြန် copy ကူးပြီး AI ကိုပြန်ပို့လိုက်ပါဆိုလိုတာကတော့ तू อ่ะကျွန်တော်တို့မေးခွန်းမေးရပေါ့လက်ရှိရောင်းအားပစ္စည်းမျိုးသားဈေးနှုန်းနဲ့အမြတ် digital marketing အတွေ့အကြုံဆိုပြီး तू ပြောတယ်ဈေးနှုန်းမြုံနယ်မှုတဲ့ ော့ကျွန်တော်ဒီမှာ sample အနေနဲ့ဒါကို copy ကူးလိုက်တယ်ပေါ့ copy ကူးပြီးတော့ဒါသူ့ကို ကျွန်တော်တို့ AI ကိုပြန်မေးလိုက်တယ်အခုတွေ့တဲ့အတိုင်းပဲပေါ့နော်သူကကျွန်တော်တို့ကိုဒီအဆင့်လေးတွေကိုစနစ်တကျနဲ့သူ ဖော်ပြပေးသွားတာဖြစ်ပါတယ်ဒီလိုနီးလန်းနဲ့ကျွန်တော်တို့ AI ကို DC ကိုပေါ့နော်ကျွန်တော်တို့စနစ်တကျနဲ့ strategy ထွက်တည်တည်မေးလို့ရမှာဖြစ်ပါတယ် ီဗီဒီယိုလေးကြည့်ပြီးတော့ AI မှာမေးကြည့်ပြီးတော့ကိုယ့်ရဲ့တွေ့ကြုံလေးကိုကျွန်တော်ဗီဒီယိုလေးမှာလာပြောပြပေးလို့ရပါတယ်ဒီပုံလေးကိုเนาะအခုကျွန်တော်တို့လောက်ထားတဲ့အခုကျွန်တော်ပြထားတဲ့ဓာတ်ပုံလေးကိုလိုချင်တယ်ဆိုရင်လည်းအာကျွန်တော်တို့ရဲ့ချက်ပေါက်မှာလာ တောင်းလို့ရပါတယ်အဆင်ပြေကြပါစေ